ားလုံးပဲမင်္ဂလာပါရှင် ကျွန်တော်တင်ကြနေရဲ့မေလာနေရနေရေဒီယိုစစောဒစက်ပရိုမှာဖြစ်ပေါ်တဲ့ Horizon Data Camp 2တောတောင်တွေတပြေတင်းရှောင်းနေရတာနလနီပါချမြင်လာပြီဖြစ်ပြီးနေရပြနေရေးသုံးဆုံမှုတွေရှိလာပါတယ်။မြမရေးတရုတ်ချောင်းဝင်ပြန်ပြမှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှိဖို့မဟုတ်ပဲဖြစ်တဲ့ဖြစ်တိုက်တဲ့မူကိုအခြေခံဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ယာယီတမဒတူတော်လည်းရှိလာပြောကြားလိုက်ပါတယ်။စစ်ကောင်စီရဲ့ငလင်စင်းမှာပျောက်ဆုံးသူတယောက်ပဲရော့ပြီးဒေဆုံးသူ30ကျော်ထပ်တိုးလာပါတယ်။စားတဲ့ဒရနေကိုဒစက်ပရိုမှာပါ ကျွန်မတို့အစီအစဉ်သစ္စာသူမနေဖြစ်ပါတယ်။ဝါရဆုပ်ဒေတာကံဘီသူတွေတောတောင်နေတဲ့ထပြေသိမ်းရှောင်းနေရတာနလနေပါကြမြင်လာပြီဖြစ်တာကြောင့်နေရပြန်နေရေးသုံးဆမှုတွေရှိလာပါတယ်။ရွှေစားကသစ္စာပေးမှာပါ။ ကချင်ပြည်နယ်ဖက်ကမြို့နယ်ဝါရစုပြောကဒေသခံပြည်သူတွေတောတောင်တွေကျဲထွက်ပြေးတင်းရှောင်နေရတာနှစ်လနီးပါးကြာမြင့်လာပြီဖြစ်တာကြောင့်စီးရဲအကျယ်နေတည်ရင်းနေတဲ့ကာလအတွင်းဒေသခံပြည်သူတွေနေရပြန်လည်နေထိုင်နိုင်ဖို့အရေးသက်ဆိုင်ရာတွေကနေအလေးပဲစဉ်းစားပေးစီလိုတယ်လို့တောင်းဆိုနေကြပါတယ်။ စီရဲ့အခြေအနေတွေကြောင့်မတ်လဆန်ပိုင်းကနေချက်ပြဲတင်းဆောင်လာတဲ့အချက်ပါဒေသခံပြည်သူတွေဟာကာလကြာလာတာနဲ့အများစားတော့တွေ့ဆိုရင်လာရတဲ့အပြင်တောက်သုံးရီကိုလည်းတတ်နိုင်တဲ့ညီနဲ့သုံးဆွေနေကြရတဲ့အခြေအနေလေးဖြစ်ပါတယ်။မိုးရင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့်တောက်သုံးရီအတွဲပူပန်ရသလိုအဖက်ဖက်ကဆိုရင်ဇာရီဖြစ်လာတယ်လို့ဒေသခံတွေနှိစက်သူတို့ကမြစ်နာတဲ့တဲ့ကြောင့်ကိုပြောပြပါရတယ်။ဒါအပြင် လူဦးရေတထောင်ကျော်လောက်ရှိတဲ့ဝါရစုပြဒေသခံပြည်သူတွေဟာသောတောင်တီချင်းနေရာခွဲပြီးနေရတဲ့အပြင်မိုးရင်းကာလအတွင်းသောတောင်တီချင်းနေပြည်ကျော်ဖြတ်ဖို့မလွယ်ကူဘူးလို့ဆိုပါတယ်။အဲဒါကြောင့်ကလေးတွေရဲ့ပညာရေး၊ကျန်းမာရေး၊နေထိုင်စားသောက်မှုတွေမှာရေရှည်အခက်ကြုံလာနိုင်တာကြောင့်သက်ဆိုင်ရာတွေကနေရာလေးပေးစဉ်းစားပေးဖို့ကိုလည်းလူလာနေကြတယ်လို့ပြောပါတယ်။ထပြေတင်းဆောင်နေသူတွေခြေကတက်ချီပိုင်အမျိုးသမီးတွေကိုဟာလဲထပြေတင်းဆောင်နေစရာတော့အတွင်းတိုးသေးမှာပဲအသက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့လည်းသမန်တီရှိရပါတယ်။ လက်ရှိအချင်းဝါရဇုတေရွာတွင်ကချင်လူလိုက်ရဲ့တမရောကံရင်နဲ့ဝါရဇုပြည်သူစစ်တပ်နှစ်ဖက်သားအနီးကနေရာယူဆောင်ချက်နေတဲ့အခြေအနေတွေကြောင့်ဒေသခံတွေဟာရွာတွင်ပြန်လာနေချင်ဖို့ဆိုရင်နေကြတယ်လို့လည်းသိရတာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မွန်လွဲပိုင်း3နာရီဝန်းကျင်လောက်မှာဝါရဇုချေးရွာတွင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေဂျက်ဖိုက်တာသစင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရတဲ့အသက်29နှစ်အရွယ်ကိုလပြဗြဟ္မယုသူထိခိုက်ဒေဆုံးခဲ့ရပြီးနေအိမ်တလုံးမီးလောင်သွားတဲ့အပြင် နေတလုံးဇန်နေနှလုံးကတော့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲ့ဒီလိုလေရင်တဲ့ဘုံကျဲတဲ့ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာဆိုရင်ပြည်မတ်လ3ပိုင်းလောက်ကနေတပြေတင်းဆောင်တာတွေပြုတ်လုလာကြတာဖြစ်ပါတယ်။ဒါအပြင်မတ်လ14ရက်နေ့ကလည်းပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာဝါရစုရွာထိပ်အနီးကနမ်ဆန်ရက်ွက်လူနေရင်းစေလုံးကျော်ကိုလည်းမြေရှုဖြစ်စီခဲ့ပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မြချနာတရင်ချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3969633တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်မြမရေးတရုတ်ကြောင်းဝင်ပြင်ပြမှုတွေဟာဆီအာနာရှင်စနစ်သက်ဆိုးရှိဖို့မဟုတ်ဘဲဖြစ်တဲ့ဖြစ်ထိုက်တဲ့မှုကိုအခြေခံဖို့အမျိုးသားညညရေးအစိုးရအညူကြီးအယီသမရတူဝါလရှိလာပြောကြားလိုက်ပါတယ်။ကိုရှိုင်းကတင်ဆက်ပေးမှာပါ။ ီးခဲ့တဲ့ဧပြီလ29ရက်နေ့ကကျင်းပတဲ့အမျိုးသားညညရဲ့အစိုးရအစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမရဒူဝါလက်ရှိလာကပြောကြားခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အစိုးရအဖွဲ့အပါအဝင်တိုင်းဒေသတွေအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျာဝင်ဖြန့်ပြမှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မူတွေအပေါ်မှာအခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းလို့ဆိုတင့်တယ်လို့ယာယီသမရဒူဝါလက်ရှိလာကပြောကြားခဲ့တာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံဟာလွတ်လပ်တဲ့အချုပ်ချာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်သလိုဒေတာတွင်းနိုင်ငံတွေဖြစ်တဲ့အာဆီယံကဲ့သို့သောပေါင်းစည်းမှုတွေထဲမှာလည်းပြည်သင်းရေးဝင်ရောက်မဆော့ဖက်ရေးမှုကိုအာဆီယံပြည်ညမှာလေးနက်စွာထည့်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့လည်းသူကလည်းရှိလာကဆိုပါတယ်ဒါအပြင်တရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာအမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ပြီးတော့အစိုးရအဖွဲ့အနေနဲ့ဒီအချက်ကိုလည်းလေးနက်စွာဂရင်တွေဖြင့်ရှင်းဖို့လိုအပ်တယ်လို့လည်းယာယီသမရကပြောကြားခဲ့ပါဗျာ။ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA ကနေတိုက်ခိုက်သိမ်းယူထားနိုင်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတရုတ်ရဲ့ဂျာဝင်မှုအရအာဏာသိမ်းစစ်ကောင်စီကိုဧပြီလ22ရက်နေ့ကလွှဲပြောင်းပေးအပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံကပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလည်းလာရှိုးမြို့ကိုစေလွှတ်မှုတွေပါလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ စကောင်းစီနေစဉ်ထုတ်ပြနေတဲ့အင်္ဂလင်စင်းဟာဒီကနေ့ထုတ်ပြန်ချက်အရဖြောက်ဆုံးသူအရေးအတွက်တယောက်ပဲရောပြီးဒေဆုံးသူ30ကျော်မြင့်တက်သွားခဲ့ပါတယ်။ရေဘီလာ29ရက်နေ့အထီတုံးကတော့ဒေဆုံးသူဟာ3998ယောက်ဖြောက်ဆုံးသူ106ယောက်နဲ့ဒဏ်ရာရသူ9106ယောက်ဖြစ်ပါတယ်။ရေဘီလာ30ရက်နေ့မှာတော့ဒဏ်ရာရသူတယောက်ရောသွားပြီးဒေဆုံးသူအရေးအတွက်မှာတယောက်ထပ်တိုးလာတာဖြစ်ပါတယ်။စုစုပေါင်းတည်ဆုံသူ3996ယောက်တန်ရရသူ9105ယောက်နဲ့ပျောက်ဆုံးသူ106ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့မေလာတည်ရနေစင်မှာတော့ပျောက်ဆုံးသူတယောက်ပဲရောပြီးဒေဆုံးသူစင်ဟာ36ဦးအထိတိုးလာပါတယ် စစုပေါင်းတိုက်ဆုံသူ3835ဦး၊ထိဟန်ရသူ9105ဦးနဲ့ပျောက်ဆုံးသူ105ယောက်ရှိနေရပါ။အဲဒီလိုတိုက်ဆုံသူစီးရင်စေနေချီထက်တိုးလာတာနဲ့ပတ်သက်လို့တော့စစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ထားတာမရှိပါဘူး။မြို့သားညညရဲ့အဆိုရအညွှန်းကြီးကတော့ဧပြီလ20ရက်နေ့အထိကောက်ယူထားတဲ့အစင်းအရငလင်ချောင်းတိုက်ဆုံသူ4200၊ထိဟန်ရသူ3682ဦးနဲ့ပျောက်ဆုံးသူ352ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။တမိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာ ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံ့ကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည့်ဆွဲတာ အယောင်ချေတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားတောက်ဖို့လိုအပ်ပါတယ်6ကိုယ်လက်လှောက်ရှာမှုဟာစိတ်ရော ကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ဂျိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီး မည့်အတွက်လိုအပ်လာပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြတတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နေဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကချနာသတင်းချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။